ငလင်ပေးကြစေလာသူတွေကိုသူရောက်တဲ့ရေခဲကြောင်းတွေအလက်ကားဝေခဲ့တဲ့အညာတရစေတနာရှင်လေးပြည်သူများလုံးမင်္ဂလာပါရှင့်ဘာမစ်စနောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ် တနိုင်ငံလုံးမြင်းငလင်ကြောင့်ဒုက္ခရောက်နေခြင်းကိုတက်နိုင်တဲ့အင်အားလေးနဲ့ရေခဲကြောင်အလူဒါနာလေးလုပ်ခဲ့လို့လူပြောများနေရကတော့သခိုင်းမျိုးကရေခဲကြောင်ဈေးတယ်လေးဖြစ်ပါတယ်မြန်မာနိုင်ငံမှာအင်အားပြင်းမြင်းငလင်ကြီးတွေလှုပ်ခတ်ခဲ့အပြီးမှာတော့လူပေါင်းများစွာ အသက်အိုးအိမ်စီးစိမ်ဆုံးရှုံးပြီးတော့အခက်အခဲဒုက္ခမျိုးစုံနဲ့ကြုံတွေ့နေကြရတာဖြစ်ပါတယ် နှစ်ပေါင်းတရာကျော်အတွင်းမှာအင်အားအပြင်းဆုံးလှုပ်ခတ်ခဲ့တဲ့ငလင်ပီကြောင့်မြို့ကြီးတွေတော်တော်များများပျက်စီးဆုံးရှုံးမှုများပြားခဲ့ပါတယ်။လူသန်းပေါင်းများစွာကလည်းနေထိုင်စားသောက်ရီအခက်ခဲတွေများစွာနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ဒီလိုချိန်မှာပေါ်လာတာကလူတွေရဲ့ကြောက်စရာအတွင်းစိတ်တန်ထန်လို့ဆိုရမှာပါ။လူတွေဒုက္ခရောက်နေတဲ့အချိန်မှာတချို့သောဝိသမလောဘသားတွေဟာကုံစင်းနှုံးတွေတင်ရောက်ကြတာတွေ နေထိုင်စရာအိမ်မရှိတဲ့လူတွေများလာချိန်မှာအိမ်ငါကဈေးနှုန်းတွေကိုမတန်မရာတင်ထားကြတာတွေနဲ့နားနေမဆက်အောင်ကြားသိနေရပါတယ်။ ဒါပြင်တချို့ဆိုရင်တော့ပရာဟိတဗန်းပြပြီးတော့အလူငွေတွေကိုလိန်စားတာတွေနည်းနည်းလေးလှုပ်ပြီးတော့များများတက်ပုံရိုက်ကနာမည်ကြီးကျင်တာတွေလည်းရှိပါတယ်။ဒီလိုမျိုးဝိသမလောဘသားတွေရှိသလိုတခြားတစ်ဖက်မှာလည်းကိုယ့်ရဲ့ကိုကျိုးကိုစွန့်ကအများကျိုးဆောင်နေတဲ့တစ်တော့ဆယ်လီပူတူတို့လိုပရာဟိတမိခင်ကြီးခိုင်နှင်းဝီတို့လိုစေတနာရှင်တွေကလည်းအများကြီးရှိနေပါတယ်။ဒါပြင်အခုလက်ရှိအင်တာနက်ပေါ်မှာရေးပန်းစားနေတဲ့ဗီဒီယိုဖိုင်လေးတစ်ဖိုင်ကတော့လမ်းဘေးဈေးတယ်လေးတယောက်ကသူရောင်းတဲ့ရေခဲကြောင်တုပ်ကိုကားပေါ်ကလူတွေကဝေမြ ညနေရဖြစ်ပါတယ်။အင်တာနက်ပေါ်မှာလူပြောများနေရဲ့ဗီဒီယိုဖိုင်ထဲမှာဆိုရင် ရေခဲဖော်ဘူးလေးနှစ်ဘူးကိုလမ်းကအဆိုင်ငယ်ဘေးတွင်လေးမှာတင်ထားပြီးတော့အဝေးအစားခက်နွမ်းနွမ်းနဲ့ရေခဲတို့ရောက်တဲ့ဈေးတဲ့အမျိုးသားတယောက်ဟာ ငလင်ပေးလာလို့တဲ့ပရိုက်တာကားတွေခရီးသွားကားတွေကိုသူရောက်တဲ့ရေခဲတုပ်လေးတွေကိုအခမဲ့လိုက်လံဝေငှနေကြတာဖြစ်ပါတယ်။အဆိုပါဈေးတဲ့ဆိုသူရေခဲတုပ်ဈေးတဲ့လေးရဲ့ပုံစံကလွမ်းပါတဲ့တွင်ပြင်ရှိပေမဲ့စိတ်ထားကတော့မနွမ်းပါပုံပါပဲ။ရေခဲတုပ်တဲ့လေးဟာသူတို့ဒေသမှာကြာရောက်သွားတဲ့မြင်းငလင်ပေးကိုလာရောက်ကူညီကြတယ်။ပရိုက်တာအလူရှင်တွေအညာနွေနေပူပူမှာရေခဲတုပ်လေးစားပြီးတော့ခဏတာဖြစ်ဖြစ်ရင်အေးရအောင်သူကိုယ်တိုင်ကနေပူပူထဲထွက်ပြီးတော့ လာသမျှကားတွေကိုတစည်းပြီးတစည်းနဲ့ရေကဲထုတ်တွေကိုအခမဲ့လိုက်လံဝေမျှနေပေးခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးရေကဲထုတ်တွေကိုပေးတဲ့အခါမှာအဆိုပါရေကဲထုတ်တဲ့လေးကလက်နှစ်ဖက်နဲ့ရိုးရိုးတေးတေးပေးတာကိုလည်းမြင်တွေ့ရပါတယ်။တကယ်ဆိုရင်သူလူလိုက်တဲ့ရေကဲထုတ်တွေဟာသူ့အတွက်တနည်းစားဝင်ငွေတွေဖြစ်နေမှာအသေးချပါပဲ။ဒါမဲ့ငလင်ပေးတဲ့နေရဲ့ပြည်သူတွေကိုလာရောက်လူတန်းတဲ့စေတနာရှင်အလှူရှင်တွေကိုတတ်နိုင်သမျှအင်အားလေးနဲ့ကျေးဇူးတုံ့ပြန်ခြင်းပုံရပါတယ်။ ဒါကြောင့်လည်းအခုချိန်မှာအင်တာနက်ပေါ်မှာငင်းကလင်ပေးမှလာလူတဲ့သူတွေကိုရေခဲတော့အခမဲ့ပေးနေတဲ့ဈေးတယ်လေးကအင်တာနက်ပေါ်မှာတော်တော်လေးလူပြောများနေရဖြစ်ပါတယ်။တချို့သောသတင်းတွေအရတော့အဆိုပါဈေးတယ်လေးကသခိုင်းမျိုးကဖြစ်ကြောင်းလည်းသိရပါတယ်။ဒီလိုမျိုးလူဆင်းရဲပေမဲ့စေတနာမဆင်းရဲတဲ့ရေခဲတော့တယ်လေးကိုအခုခါမှာတော့ရန်ကုန်မြို့အများအုပ်ကလာစီပွားရေးလုပ်ငန်းရှင်တဦးကရေခဲတော့တယ်လေးရဲ့စိတ်ဓာတ်ကိုသဘောကျမိလို့သူ့ရဲ့အိမ်မှာလျှက်စစ်မိရှိမယ်ဆိုရင်ကိုပိုင်ရေခဲတော့ရေခဲစက်နဲ့စားကန်အသေးလေးလူ ူခြင်းကြောင်းပြောခဲ့ရဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော ရေကဲတုတ်တွေအခမဲ့ဝေပေးခဲ့တဲ့စေတနာရှင်ဈေးတယ်လေးပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။